ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မနက်ပိုင်းမှာတော့ဂျိုရှာဘန်ပွဲကရေဘန်စားဆောင်ဖြစ်ခဲ့တယ်ပေါ့လေဂျိုရှာဘန်ဟာအခုမေလာထဲမှာနှစ်ပွဲဆက်တိုက်ထိုးခဲ့ရတာကိုသူ့အနေနဲ့ဒီပွဲကတော့ short notice နဲ့ဝင်ပြီးတော့ထိုးခဲ့ရတယ်လေမာနကေးရဲ့နေရာကိုအစားဝင်ပြီးတော့ ranking 1နေရာ fighter ဖြစ်တဲ့ rival ကိုယဉ်ဆိုင်ခဲ့ရတော့အာတလားအတွင်းမှာနှစ်ပွဲဆက်ထိုးရတာအစင်မပြေပါမလားပေါ့လေကိုလူနိုင်ပွဲများရဖို့ဟာက လွယ်မလွယ်ပါမလားလို့ပြည်သက်တွေကစိုးရိမ်ပူပန်ခဲ့ကြတယ်ပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့ဂျိုရှာဘန်ဟာအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တယ်2025ခုနှစ်အတွင်းမှာထိုးတဲ့ပွဲစဉ်အလုံးအနိုင်ရတဲ့မှတ်တမ်းကောင်းကိုလည်းရယူသွားခဲ့တယ်နောက်ဆုံး၅ပွဲဆက်တိုက်အနိုင်ရတဲ့ဖိုက်တာဖြစ်လဲမှတ်တမ်းရထိုးသွားနိုင်ခဲ့တယ်ပြီးတော့ရှေ့လာမဲ့ပွဲစဉ်ရောက်ရင်ရွှေကပတ်လူပွဲထိုးဖို့အတွက်လည်းသူကအခု face off ငင်းဆိုင်တာတွေလုပ်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ စီလံပွဲမှာသူကပန်တူကြနဲ့ထိုးအောင်ဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဒီပွဲသတင်းနဲ့ပတ်သက်တဲ့အချိန်မှာဆက်ဆက်သတင်းတွေအများကြီးထွက်ပေါ်လာရှိတာပေါ့။အဲ့ထက်ရမှဂျိုရှွာပန်ကိုအခက်အခဲတွေကြားကနေဟိုးတောင်ထိပ်ထိတက်ပြီးတော့ဖုန်းဝင်တာနဲ့လိုင်းမိတဲ့နေရာကနေအားပေးခဲ့တဲ့လူငယ်လေးတစုကြောင်ပြောရပေးချင်ပါတယ်။မြန်မာနိုင်ငံကလူငယ်လေးတွေပါ။ဟိုးအစားပြင်ဆင်လေးတွေကြည့်ပုံရတော့ကျွန်တော်တော့ကရင်ပြည်နယ်ကကလေးတွေဖြစ်နေမယ်လို့ယူဆမိပါတယ်။ကရင်ပြည်နယ်ကလူငယ်လေးတွေပေါ့အမျိုးသားအမျိုးသမီးလေးတွေအဲ့တော့သူတို့ဟာ ဖုန်း internet line ပြီးတော့ဟိုးတောင်ထိပ်ထိတက်ပြီးတော့အဲ့ internet line ပြီးတဲ့နေရာကိုရောက်မှကျွှော်ပန်းရဲ့ပွဲကိုကြည့်ရှုခဲ့ကြရတယ်။ပြီးတော့ကျွှော်ပန်းအနိုင်ရတော့သူတို့အရန်အာရဝန်တာဖြစ်ကြရတယ်ပေါ့လေ။ကျွန်တော်တို့မြန်မာနိုင်ငံမှာအောင်းနဲ့တိကျတဲ့အတိုင်းပါပဲ။တချို့ဝေးလံခေါင်းသီးရဲ့နေရာတွေကအခုချိန်ထိ internet line မျိုးကိုအခက်အခဲဖြစ်နေတော့မယ်လေ။ဖုန်း line မျိုးကိုတော့မှသူတို့မှမလွယ်တော့ဘူး။ဖုန်းပြောခြင်းနဲ့ internet သုံးခြင်းနဲ့ဆိုရင်ဟိုးတောင်ကုန်းထိပ်တွေက တကယ်လိုင်းမီတဲ့နေရာတွေကိုရောက်အောင်ခက်ခဲတက်ပြီးတော့အဲ့နေရာမှာခက်ရခက်စစ်အသုံးပြုနေကြရတယ်ခင်ဗျဒီနေ့ပွဲကြည့်နေတဲ့ကလေးတွေကိုကြည့်လိုက်တော့လေသူတို့ကမိုးရွာထဲမှာဗျာအဲတင့်ငုံလေးပေါ်ထမ်းမှာကျွချွာပန်ရဲ့ပွဲကိုထုတ်လင်းပြသနေတဲ့ဗီဒီယိုဖိုင်လေးကိုတင်ထားတယ်ပြီးတော့သူတို့ကအဲ့မှာဖုန်းကိုမိုးမစုံအောင်လဲဖုန်းကိုထီးလေးနဲ့ကာထားတယ်ပေါ့အဲနောက်ပြီးတော့သူတို့ကိုယ်တိုင်လည်းမိုးရွာထဲမှာဆိုတော့ထီးလေးတွေစောင်းပြီးတော့စုယုံပြီးတော့ကြည့်ကြတာပေါ့လေကျွချွာပန်နိုင်ရတော့ အလုံးပြောသလိုသူလည်းပြောကြတယ်ပေါ့။ဘာဖြစ်ဂျေရှွာပန်နိုင်ပွဲကိုမျှော်လင့်ပြီးတော့ဂျေရှွာပန်ကိုအားပေးခြင်းလုံးလို့အခုလိုမျိုးခဲရခက်စစ်ကြကနေပွဲသွားကြည့်တဲ့လူငယ်ပြည်သက်တွေရှိတဲ့အကြောင်းရယ်။အခုလိုအင်တာနက်လိုင်းမီတဲ့နေရာတွေမှာတော့ဂျေရှွာပန်ကိုအားပေးသူတွေဟာပွဲကိုရတဲ့နည်းနဲ့ကြည့်ပြီးအားပေးရဆိုတဲ့အကြောင်းရယ်။ပြည်သက်တွေကိုသိစေချင်တာကြောင့်မျှဝေတင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကို 图解建筑电视，欢迎大家。